လူရှောကတကယ်ကိုဖော်ပြတဲ့ကစားသမားတယောက်ပါကျွန်တော်တို့ပွဲပြီးသွားတော့လူရှောကကျွန်တော်စီကိုလာခဲ့ပြီးတော့ဒီနေ့ပွဲစဉ်မှာကိုသွင်းနိုင်ခဲ့တဲ့အတွက်ကွန်ပျူပီးချီချူစကားလာပြောပေးခဲ့တယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့စကားတွေပြောပြခဲ့ကြပြီးငါကမြန်မာနိုင်ငံကပါငါတို့နိုင်ငံမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပရိသတ်တွေအများကြီးရှိရလို့သူကပြောခဲ့တယ်အဲ့တော့သူကငါသိရငါမြန်မာနိုင်ငံကိုသိရလို့ပြန်ပြောခဲ့တယ် ပြီးတော့သူအမေရဲ့ main ဘယ်ကစားသမားရဲ့ဂျာစီကိုလိုချင်လဲလို့မေးတော့ကျွန်တော်လည်း Bruno Fernandez ရဲ့ဂျာစီကိုလိုချင်တယ်လို့ပြောလိုက်တယ်သူကိုယ်တိုင်ပဲ Bruno စီကိုဂျာစီတွားတောင်းပြီးတော့ကျွန်တော်ပေးခဲ့တာပါအခုဝတ်ထားတာလားဟုတ်ပါတယ်အခုဝတ်ထားတာ Bruno ရဲ့ဂျာစီပါဒီ jersey ကိုကျွန်တော်ဒီနေ့တရပဲဝတ်มาပါပြီးရင်တော့မှန်မွန်ထဲကိုထည့်သိမ်းထားมาပါဆိုပြီးတော့ မြန်မာကစားသမားမောင်မောင်လိုင်ဟာမန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆီယံအော်စတာအသင်းတို့ရဲ့ပွဲစဉ်ပြီးမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာပြောကြားခဲ့ရပါမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပလေးတက်တယောက်ဖြစ်တဲ့မောင်မောင်လိုင်ဟာသူအားပေးရတဲ့အသင်းကိုရင်းဆိုင်ကစားနိုင်ခဲ့ုံတမကကိုရင်ကလည်းကိုသွင်းယူနိုင်ခဲ့တဲ့အကြောင်းမီလန်28ရဲ့နေရာမောင်လိုင်ရဲ့ဘဝမှာမမင်းနိုင်တော့မဲ့နေတနေဖြစ်မယ်ဆိုတာအတိအချပါပဲဟုတ်ကဲ့ပါ အဆုံးထိရှိပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ဒါရယ်နေ့ရက်လေးကိုပတ်စံနေကြပါစေ။